အလိုအလိုမင်္ဂလာပါရှင်မင်္ဂလာခုဂန်းကောပန်းထိုးနေလေးကိုထိုးပြမလို့ပါရှင်မင်္ဂလာဒီဂန်းကောပန်းလေးကိုပိုလီတွဲပလိုက်ချီကိုအသုံးပြုပြီးတော့ထိုးမှာပါရှင်အစိုက်ကတော့1.6 mm ကိုတုံးပြီးတော့ထိုးမယ်နော်ဒီပိုလီတွဲပလိုက်ချီကိုအများစုကတော့2.0 mm ကိုတုံးပြီးတော့ထိုးပါတယ်မင်မာကအစိုက်က1.6 mm ရှိလို့နော်အရင်ဆုံးဂန်းကောပန်းလေးထိုးဖို့အတွက်မင်းတို့ကအောက်ခံပွင့်ဖက်လေးကိုအရင်ဆုံးထိုးမယ်နော် မင်းတို့ကမန်ချက်ရင်ထိုနီလေးနဲ့စပြီးတော့ထိုးပါမယ်ခြေကိုခွင်းလေးလှုပ်လိုက်မယ်ပြီးရင်ခွင်းထဲကနေပြီးတော့ခြေကြလေးကိုချဲ့ယူလိုက်မယ်ဒီလိုရှင်မင်းတို့ကဒီနေရာမှာเนาะဒီကနေစပြီးတော့ဖုံမီလေးကိုတစ်ချက်နှစ်ချက်သုံးချက်လေးချက်ပေါ့เนาะဖုံမီလေးလေးချက်ထိုးလိုက်မယ်เนาะဒီလိုရှင်မင်းတို့ကဒီမှာဒီခွင်းထဲမှာเนาะခွင်းထဲမှာတိုင်ရှည်တစ်တိုင်းတိုင်ရှည်တစ်တိုင်းထိုးလိုက်မယ်ပြီးလို့ရှင်ဖုံမီတစ်ချက် ပြီးရင်နောက်ထပ်တိုင်ရှိတဲ့တိုင်တိုင်ရှိတဲ့တိုင်ပြီးလို့ရှိရင်ဖုံးမီးတစ်ချက်ပြီးရင်နောက်ထပ်တိုင်ရှိတဲ့တိုင်အဲ့ဒီလိုမျိုးတိုင်ရှိတဲ့တိုင်ဖုံးမီးတစ်ချက်တိုင်ရှိတဲ့တိုင်ဖုံးမီးတစ်ချက်အဲ့ဒီလိုမျိုးနီလန်းလေးနဲ့ဒီကွင်းလေးထဲမှာမင်းတို့ကတိုင်ရှိ၁၁တိုင်ရအောင်ထိုးသွားမယ်နော်တိုင်ရှိ၁၁တိုင်ရအောင် ထိုးသွားပါမယ်ရှင် အခုထိုးလာတာတိုင်ရှင်းဆက်တတိုင်းရပြီပေါ့နော် တိုင်ရှင်းဆက်တတိုင်းရပြီဆိုလို့ရှိရင်မင်းတို့ကဒီမှာနော်ဖုံးမီးလေးတစ်ချက်ထိုးထားလိုက်မယ်ပြီးရင်မင်းတို့ကဒီမတ်ဂျရင်းမှာနော်ထွက်နေတဲ့ခြေစားလေးကိုဆွဲပြီးတော့ဆုလိုက်မယ်နော်ဒါဆိုလို့ရှိရင်အခုလိုအနေထားလေးရသွားပြီဒါဆိုရင်မင်းတို့ကဒီဘက်ကနေနော်ဒီဘက်မှာ ဖုံးမီးတို့နဲ့တက်ထားတဲ့၃ခုမြောက်ဖုံးမီးလေးမှာမင်းတို့ကရှက်ကော်လေးနဲ့လှမ်းပြီးတော့ချိန်လိုက်မယ်နော် ရှင်းခလေးနဲ့ချိန်လိုက်မယ်ဆိုရင်အဲအခုလိုမျိုး နေထားလေးကိုရပြီပေါ့နော်အလဲဝတ်ဆန်နေရာလေးရပြီပေါ့နော်လဲဝတ်ဆန်နေရာလေးရပြီဆိုရင်မင်းတို့ကဒီမှာတော့ဒီခြေစာလေးကိုခြေစာလေးကိုတင်လိုက်မယ်နော်ခြေစာလေးကိုတင်လိုက်ပါခြေစာလေးတင်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်တက်မယ်နော်နောက်တစ်ဆင့်တက်ဖို့အတွက်ဒီနေရာမှာဖုံးပြီးလေးချက် ဖုံမီလေးချက်ဖုံမီလေးချက်ထိုးပြီးသွားပြီဆိုလို့ရှိရင်အမှနှစ်ခါရက်မယ်ပြီးလို့ရှိရင်မင်းတို့ကဒီမှာတော့ဒီမှာတိုင်နဲ့တိုင်ကြားဒီဘက်ကဖုံမီနဲ့ဒီဘက်ကတိုင်ရှင်နဲ့ကြားနေရလေးနော်အဲ့ဒီကြားနေရလေးမှာမင်းတို့ကနှစ်ရက်တင်တိုင်သုံးနိုင်ရအောင်ထိုးမယ်နော်နှစ်ရက်တင်တိုင်သုံးနိုင်ရအောင်ထိုးပါမယ်နောက်ထပ်တစ်တိုင်ထပ်ထိုးမယ်နတိုင်အမနာခါရင်မဲ့ပြီးရင်အဲ့ဒီ ဂျားနေရာလေးမှာပဲနောက်ထပ်တစ်တိုင်းထပ်ပြီးတော့ထိုးသွားမယ်နော်ပြီးရင်မင်းတို့ကအမှနှခါရင်မယ်ပြီးရင်နောက်ထပ်တိုင်းနဲ့တိုင်းဂျားနော်သူရဲ့ဘီနာက တိုင်းနဲ့တိုင်းဂျားနေရာလေးမှာလဲနေရင်တင်တိုင်း၃နိုင်ရအောင်ဆက်ပြီးတော့ထိုးသွားမယ်နော်နေရင်တင်တိုင်း၃နိုင်ရအောင်ထပ်ပြီးတော့ထိုးပါနော် ကဲအခုထိုးလာတာ2ရက်တင်တိုင်း3တိုင်းထပ်ပြီးတော့ရပြီဆိုလို့ရှိရင်စုစုပေါင်း2ရက်တင်တိုင်း6တိုင်းရမယ်နော်2ရက်တင်တိုင်း6တိုင်းရပြီဆိုလို့ရှိရင်ဒီနေရာမှာဖုံးပြီး၄ချက်ဖုံးပြီး၄ချက်ပြီးလို့ရှိရင်သူ့ရဲ့ဘေးနားကတိုင်နှစ်တိုင်ကြားနော်တိုင်နှစ်တိုင်ကြားမှာမင်းတို့ကရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ရှက်ကော်လေးနဲ့ချိန်လိုက်မယ်ဒါဆိုရင်နော်ပွင့်ဖက်လေးတစ်ခုရပါပြီအဲ့ဒါမျိုးလေး၄ခုရအောင်ထိုးရမှာနော် နောက်ထပ်ပွင့်ဖက်တစ်ခုကိုထိုးဖို့အတွက်မင်းတို့ကဒီနေရာမှာဖုံမီလေးချက်ဖုံမီလေးချက်ပြီးလို့ရှင်အမနခါရဲ့မယ်အမနခါရဲ့ပြီးတော့သူ့ရဲ့ဘေးနားကတိုင်နဲ့တိုင်ရဲ့ဂျားနေရာလေးနော်အဲ့ဒီဂျားနေရာလေးမှာနေရစ်တင်တိုင်း၃တိုင်းရအောင်ထိုးသွားမယ်တတိုင်းနောက်ထပ်တတိုင်းထပ်ထိုးမယ်ပိုလီတွဲပလိုင်းချီလေးတွေကကြတော့သူကချင်းမြင်လေးတွေအများကြီးပါတဲ့အတွက် နည်းနည်းခရူးဆိုင်ပြီးတော့ထိုးရတယ်ပေါ့နော်ချီမြင်လေးတွေကညင်ညီပြီးတော့ပါလာတတယ်နော်နေ့တင်တိုင်းသုံးနိုင်ရပြီဆိုလို့ရှိရင်နောက်ထပ်သူ့ရဲ့ဘေးနားကတိုင်းနှစ်တိုင်းကြားထဲမှာလဲနေ့တင်တိုင်းသုံးနိုင်ထပ်ပြီးတော့ထိုးမယ်နော် ကူထိုးလာတာ2ရက်တင်တိုင်3နိုင်ပြီးတော့ဆိုရင်ဒီဘက်က3နိုင်နဲ့ဆို6တိုင်ပေါ့နော်2ရက်တင်တိုင်6တိုင်ရပြီဆိုလို့ရှိရင်ဖုံးမီ၄ချက်ဖုံးမီ၄ချက်ပြီးရင်ဘီနာကတိုင်နဲ့တိုင်ရဲ့ဂျားနေရာလေးမှာရှက်ကော်လေးနဲ့တွားပြီးတော့ချိန်လိုက်မယ်နော်အဲဆိုရင်တော့ပွင့်ဖက်လေးနှစ်ခုရပါပြီ။အဲဒီနီလန်းလေးအတိုင်းပွင့်ဖက်လေးလေးခုရအောင်ဆက်ပြီးတော့ထိုးသွားမယ်နော်။ဘူးထိုးလာတာပွင့်ဖက်လေးလေးဖက်ရပြီဆိုရင်ဒီနေရာမှာဖုံမီလေးလေးချက် formulation ပြီးလို့ရှိရင်မနောကသူ့ရဲ့ဘေးနားကတိုင်းနဲ့တိုင်းရဲ့ဂျားထဲမှာเนาะတိုင်းနဲ့တိုင်းဂျားနဲ့ရလေးမှာ shock call လေးနဲ့ချိန်လိုက်မယ် shock call လေးနဲ့ချိန်လိုက်မယ်ပြီးလို့ရှိရင်မနောက formulation တစ်ချက်ထိုးလိုက်မယ်เนาะနေရာမှာ formulation တစ်ချက်ထိုးလိုက်မယ်ပြီးလို့ရှိရင်ခြေစာလေးကိုဖြတ်လိုက်မယ်เนาะခြေစာလေးကိုဖြတ်လိုက်မယ် ကဲခုဆိုလို့ရှိရင်တော့မင်းတို့ကအောက်ခံပွင့်ဖက်လေးကိုရပါပြီခြေစားလေးကိုတင်းလိုက်မယ်နော်ခြေစားလေးတင်းပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာကန်းကောပန်ရဲ့အောက်ခံပွင့်ဖက်ကလေးကိုရပါပြီနော်အောက်ခံပွင့်ဖက်လေးရပြီဆိုရင်မင်းတို့ကဝက်ဆန်လေးကိုလုပ်မယ်နော်ဝက်ဆန်လေးကိုလည်းမင်းတို့ကပိုလီတွဲပလိုင်းချီကိုပဲအသုံးပြုပါမယ်နော်ပိုလီတွဲပလိုင်းချီအဝါရောင်လေးကိုတုံးပြီးတော့ကန်းကောဝက်ဆန်လေးလုပ်မယ်နော် မနောမင်းကလက်ညှိုးနဲ့လက်ခလဲလေးကိုအသုံးပြုပြီးတော့ဝတ်ဆံလေးလုပ်မယ်နော်ဒီချီမြန်လေးကိုမင်းတို့ကဒီလက်မှာအခါ20လောက်ရက်လိုက်မယ်နော်ဝတ်ဆံလေးကိုဝိုင်းဝိုင်းလေးနဲ့လှအောင်ပေါ့နော်ဒီနေရာမှာကိုလိုချင်တဲ့အနေထားလေးရစ်လို့ရတယ်ပေါ့နော် ပြီးရင်ခြေသားလေးဖြတ်လိုက်မယ်ဒီလိုခွင်းအနေထားလေးရပြီဆိုလို့ရှိရင်မင်းတို့ကဒီမှာနော် ချီမြန်လေးနဲ့အဲ့ဒီခွင်းရဲ့အလယ်နေရာလေးကနေပြီးတော့စုပြီးတော့ခြီးလိုက်မယ်နော်လယ်နေရာလေးကို ဆူပြီးတော့ခြေလိုက်မယ်တင်းတင်းလေးဖြစ်အောင်ခြေပါเนาะခြေမြင်းလေးတွေကျွတ်မထွက်အောင်လို့တင်းတင်းလေးဖြစ်အောင်ခြေပါနောက်ထပ်တစ်ချက်ထပ်ပြီးတော့ခြေလိုက်ပါကဲဒါဆိုရင်ဒီလိုအနေထားလေးရသွားပြီเนาะအဲ့ဒါဆိုရင် မင်းတို့ကဒီဘေးမှာရှိနေတဲ့ခွင်းလေးတွေကိုကက်ကြီးသေးနဲ့ညှက်ပြီးတော့ဖြတ်လိုက်မယ်เนาะဆိုရင်တော့ဒီလိုအနေထားလေးရပါပြီဒီလိုအနေထားရပြီဆိုရင်မင်းတို့က သူ့ရဲ့ဘေးနားလေးတွေကိုဝိုင်းဝိုင်းလေးဖြစ်အောင်လိုက်ပြီးတော့ညှိပြီးတော့ဖြတ်လိုက်မယ်နော်။ကဲဒီလိုအနေထားလေးကိုရပြီဆိုလို့ရှိရင်ခေါကန်းလေးကိုအသုံးပြုပြီးတော့အလဲကစီးထားတဲ့ကျိုးလေးကိုမင်းတို့ကကော်လေးနဲ့တုပ်လိုက်မယ်နော်။ကော်လေးတုပ်လိုက်မယ်။ကော်လေးတုပ်ပြီးသွားလို့ရှိရင်အဲ့ဒီအဲ့ဒီဖဲပြားပုံလေးဖြစ်နေတာကိုမင်းတို့ကအခုလိုမျိုးလေးပူလိုက်မယ်နော်။ကော်လေးနဲ့ ဖိပြီးတော့ကတ်လိုက်မယ်ဒါဆိုရင်ဒီလိုဝက်ဆန်လုံးလုံးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုလို့ရှိရင်မင်းတို့ကအကလေးကိုအသုံးပြုပြီးတော့ချီမြန်လေးတွေကိုဖွာပေးလိုက်မယ်နော်ဖွာလို့အခုလိုအနေထားလေးရလာပြီဆိုလို့ရှိရင်ဒီမှာမညီဖြစ်နေတာလေးတွေပေါ့မညီမညာဖြစ်နေတာလေးတွေကိုကတ်ကြီးလေးနဲ့လိုက်ပြီးတော့ညှိလိုက်မယ်နော်ခုလိုမျိုးဝက်ဆန်ဝိုင်းဝိုင်းလေးရပြီဆိုရင်မင်းတို့ကခုနကထိုးထားတဲ့အောက်ကပွင့်ဖက်လေးမှာကော်လေးနဲ့ကပ်မယ်နော်ကော်လေးကို ဒီပွင့်ချက်မှာကော်လေးကိုတုပ်လိုက်ပြီးတော့ဝဆန်လေးကိုကတ်လိုက်မယ်နော်ဝဆန်လေးကိုဖိပြီးတော့ကတ်လိုက်မယ်ဖိကတ်လိုက်မယ်အဲ့ဒီနေရာမှာဘေးနားမှာနော်ဘေးနားမှာအခုလိုမျိုးဟနေတဲ့နေရာလေးတွေမှာလဲကော်လေးတွေကော်လေးနဲ့တခြားလေးလိုက်ပြီးတော့ကတ်ပေးပါနော်ပိုဟန်ဒီဝဆန်လေးပြန်မျိုးကွာမထွက်အောင်ပေါ့နော်ကော်လေးကိုသုံးပြီးတော့ဝဆန်လေးကိုတခြားလေးကတ်ပေးပါနော် ဘူးလို့နေထားလေးမှာဆိုဝက်ဆန်လေးကနည်းနည်းကြီးနေတာပေါ့နော်အဲဒါကြောင့်မလို့မင်းကကက်ကြီးလေးနဲ့နည်းနည်းလိုက်ပြီးတော့ညှိလိုက်ပါမယ်ကဲအခုဆိုရင်တော့ရန်ကုန်မှာချက်စရာကောင်းတဲ့ကန်းကောပန်းလေးရပါပြီရှင်ဒီကန်းကောပန်းလေးကိုမင်းကတော့ပေါ်ဝါလေးတွေထိုးတဲ့နေရာမှာအသုံးပြုမှာပေါ့နော်အခြားနေရာတွေမှာလည်းအများကြီးအသုံးပြုလို့ရပါတယ်ရှင်ကဲကန်ကောပန်းလေးလိုက်ထိုးကြည့်ပါအောင်နော်နောက်ထပ်ဗီဒီယိုတစ်ပုံမှလည်းမင်းကကန်ကောပေါ်ဝါထိုးနေလေးတင်ပေးသွားဖို့ရှိပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်